โอเคဆိုတော့ညီငယ်2020 740နဲ့အောင်ထားပါဗျာတဲ့နိုင်ငံရေးအကြောင်းတက္ကသိုလ်ဆက်မတက်ပြီတော့အခု ID နဲ့ပတ်သက်ပြီးဘိုးတစ်ခုယူရင်တော့ရန်ကုန် IT University ကောင်းတစ်ခုညွှန်ပြပါအောင်တဲ့တခြားလဲညွှန်မှုတွေပေးဖို့လည်းအခုညီတောင်းဆိုပါတယ်နော်အာပထမဆုံးကျွန်တော်ပြောချင်တာကျွန်တော်အဲ့လို University အကြောင်းနဲ့ညွှန်ပြဖို့တော့ကျွန်တော်တော့ခက်ခဲပါနော်ဟိုကျွန်တော်အရင်တော့လည်းပြောဖို့ပဲနော်အဓိကအကြောင်းတွေတော့ပဲများအချိန်နဲ့မြ quality ကပြောင်းလဲတက်တော့လေဟိုကျွန်တော်ညွှန်ပြလိုက်ပြီးပြီးတော့မှမကောင်းတာမျိုးဖြစ်သွားမှာဆိုတော့ကျွန်တော်အဲ့လိုတော့မညွှန်ပြလို့အဆင်မပြေဘူးပေါ့နော်ဒါပေမဲ့ကျွန်တော် practical အကျဆုံး အကြံပေးချက်၃ခုပေးမယ်ပေါ့နော်ဆိုတော့တက်ကလို့မတက်အဲမရွေးခင်ရက်တက်နေတဲ့ချိန်ရက်တက်ပြီးတော့ရင်ဒီ၃ခု၃ပိုင်းခွဲပြီးကျွန်တော်ပြောသွားမယ်ပေါ့နော်ဆိုတော့ပထမဆုံးတက်ကလို့ရွေးဖို့ဘယ်လိုမျိုးရွေးရမလဲဆိုတော့ကိုက၁၀တန်းအောင်တာဆိုတော့၁၀တန်းနဲ့လက်ခံတဲ့ University ရဲ့ College ရဲ့အရင်ရှာပါပေါ့နော်ဆိုတော့ရှာပြီးလို့ဥမာတစ်ခုပဲတွေ့ရဆိုတော့ဒါပဲတန်ပါပေါ့နော်တကယ်လို့၂ခု၃ခုတွေ့လို့ဘယ်ဟာရွေးရမလဲမသိဘူးဆိုတော့အဲအဲ့လိုမျိုးကြရင်တော့ကျွန်တော်ဒီ message ပို့လိုက်ပါပေါ့နော်ကျွန်တော်ကူပြီးတော့ ဝိုင်းစဉ်းစားပြီးပြ advice ပေးပြပါမယ်။ဆုံးဖြတ်ကြတော့ဒါကိုယ်တိုင်တော့ချပါတော့။ဆိုတော့ကျွန်တော်ဘယ်ဟာတော့ဘလူးလေးကောင်းတယ်ဘယ်ဟာဘလူးလေးကောင်းအဲ့လိုတော့ပြောပြလို့ရပါတယ်နော်။ဆိုတော့ university ရှာတဲ့ချိန်မှာအဓိကအရင်ကတော့မယူရှင်းဘူးပေါ့နော်။ဘာလို့တချို့သူတွေကြောက်လဲ။ကိုယ်အိမ်နဲ့ university အရင်ဝေးလို့ transportation time အရင်ကုန်တာမျိုးတွေ budget နဲ့မကိုက်တာမျိုးတွေဟိုကျောင်းရဲ့ပဝင်ချင်းအဲ့လို environment ကိုမကြိုက်တာတွေကျောင်းလာတက်တဲ့လူတွေရဲ့ပုံစံကိုမကြိုက်တာတွေအတင်ပြမကြိုက်တာမျိုးတွေအများကြီးရှိရတယ်မလို့အရင်ဆုံးဒီဆယ်နဲ့ လက်ခံတဲ့အကြောင်းတွေအရင် research လုပ်ပါအောင်နော်ဆိုတော့ကြောင်းရွေးတဲ့အချိန်မှာဘယ်လိုမျိုးရွေးတင်လဲဆိုတော့ကျွန်တော်ပြပြပေးမယ်နော်ဆိုတော့ကိုက ID ဘိုင်းသွားမယ်ပေါ့နော်ဝါသနာပါလို့သွားတာလားဟိုခေအချိန်တွေရသွားတာလားမသိဘူးပေါ့နော်ဆိုတော့တကယ်လို့ဘယ်လိုပဲသွားသွားပေါ့နော်ဆိုတော့ IT ကြောင်းရွေးတယ်ဆိုတာကလေဟိုတခြား major တွေနဲ့မတူဘူးပေါ့နော်ဆိုတော့ကျွန်တော် recommend လုပ်တာ intern ပါတဲ့ university မျိုးကိုရွေးပါဒါပေမဲ့ intern မှာတကယ်အဆင့်နဲ့ gene internship ပေါ့နော် gene intern ဆိုတာက တို့ရဲ့ partner company ရဲ့မှာကိုယ့်ဘက်ကလည်းပတ်စံပေးရမယ်တို့တို့ရဲ့ယုံကြီးမှာတထိုင်နေတယ်ပြီးတို့တရက်တရက်ခိုင်းနိုင်ရေလောက်ရပါတော့ ID နဲ့ release လည်းမဟုတ်ဘူးဒီဟို photocopy အလုပ်နေဒီ print ထုတ်တာ presentation လုပ်တာဒါမျိုးတွေပေါ့နော်တကယ်တကယ် internship ကကြတော့အာဒီကြောင်းနဲ့ချိန်ထားတဲ့ company တွေရှိတယ်အဲ့ company မှာကိုယ် third year လောက်ကြလို့ရှိရင် interview ဝင်ရတယ်ဒါမှမဟုတ် second year လောက် interview ဝင်ရတယ်ဝင်ပြီးတော့ company ဘက်ကကိုယ်ကိုကြိုင်မှာခေါ်တာမျိုးမကြိုက်ရင်ကိုယ့်ကိုထပ်ပြီးတော့ apply လုပ်နေပေါ့ဒါမျိုးတွေ intern အစ်စ်တွေပေးတဲ့ကြောင်းတွေရှိရပေါ့ဆိုတော့ intern ပါတဲ့ကြောင်းကိုရွေးပါ